အလုံးမင်းမင်္ဂလာပါ။အာဒီနေ့စီးတမျိုးအကြောင်းကို share ထုတ်ပေးတော့ပါမယ်။ကျမကတော့မပွင့်ပြဝင်းပါစေမပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရှင်။ အဲဒီနေ့ပြောပြပေးမယ်ပေါ့နော်အာဆေးကကြာတော့ဗာဆေးတဲ့ဆိုကြာတော့စီတဲဆိုတဲ့ဆေးပေါ့နော်တော်တော်များများမြင်ဖို့ကြမယ်ထင်ပါတယ်ဆေးဆိုင်မှာအလုံးလုံးနေတဲ့သူတွေဆေးဆိုင်ပိုင်ရှင်တွေဆေးဆိုင်သမားတွေဒါမှမဟုတ်ဒီ medical fee ရသူတွေပေါ့နော်အာဒီဆေးနဲ့တော့စိတ်မမထင်ပါဘူးဒီဆေးရဲ့နာမည်ကစီတဲလို့ခေါ်တာပေါ့နော် C I T A L စီတဲလို့ခေါ်တာပေါ့နော်သူထဲမှာဘာပါလဲဆိုလို့ရှိရင်ဒိုင်ဆိုရီယမ်ဟိုက်ဒရိုဂျင်စစ်ထရိတ်ပါတာပေါ့နော်ဒိုင်ဆိုရီယမ်ပါတာပေါ့နော်သူကဘယ်ဒီမှာအသုံးပြုလဲ ဘာအတွက်တောက်ရတဲ့ဈေးလဲဆိုလို့ရှိရင်စီကြောက်တည်တဲ့သူတွေမှာပေးတယ်နောက်ပြီးတော့စီလန်းချောင်းပို့ဝင်တဲ့သူတွေမှာဆိုလို့ရှိရင်သူ့ကိုညှို့နှံများပါတယ်အဲခုဆက်ပြီးတော့ပြောမှာတော့ပေါ့နော်ဒီစီတဲကဘယ်လိုမျိုးအလုပ်လုပ်တာလဲသူ့ရဲ့အဲကောင်းချိုးဆိုးချိုးပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ရှင်းပြပေးတော့ပါမယ်ရှင် စီတဲဆိုတာကကြတော့ဟိုခုနလေးပြောတယ်ပေါ့နော်စီကြောက်တဲ့တူတွေမှာသုံးနေစီကြောက်တဲ့တူတွေဆိုတာကအာစီလန်ချောင်းမှာကြောက်တဲ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အဲဒီစီကြောက်ကတ်မှာပေါ့နော်ကြောက်ကတ်ထဲမှာကြောက်တဲ့ရပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါဒီမှာသုံးနေဘာကြောင့်လဲဆိုကြတော့သူက urinary ecolizer เอกไลไซလို့ခေါ်တာပေါ့เนาะဟောဒီစီလန်ချောင်းမှာအဲเอกไลဖြစ်အောင်လုပ်ပြီးတဲ့ ဟာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့နော်အဲ့ဒီဟာဖြစ်တယ်သူကဒီကနီရဲ့ stone တွေဆိုတာကသေးတယ်ဒါတေးပေမဲ့လေသူတို့ကမာကျော်တွေပေါ့နော်မာကျော်တွေဒီကြောက်တီးတွေဆိုတာကဘာနဲ့ ပြုတ်လုထားရလဲဆိုတော့ကြတော့သူကဘာကြောင့်ဒီကြောက်လေးတွေဖြစ်လာတယ်ဘလို့ဖွဲ့စည်းထားရလဲဆိုတော့ကြတော့သူကကယ်ဆီယမ်နောက်တစ်ခါကြတော့ phosphate တွေနောက်ပြီးတော့ကြတော့ mineral တွေနောက်ပြီးတော့ acid source တွေပေါ့နော်အဲဒါမျိုးတွေပေါင်းဆက်ပြီးတော့ကြတော့ကြောက်အနေလေးတွေကြောက်အမှုန်လေးတွေကြောက်တီအတုံးလေးတွေဒါမျိုးလေးတွေဖြစ်လာတာပေါ့နော်အဲသူတို့ကအာဘယ်ကနေပြီးတော့ဖြစ်လာရလဲဆိုတော့ကြတော့ဒီ စီပေါ့နော်အဓိကယူရီမှာအာဒီကြောက်ကလေးတွေကအာပါလာပြီးတော့မှအနေထိုင်ပြီးတော့ဖြစ်လာတာပေါ့နော်အဲအဲ့မှာဆိုလို့ရှိရင် ဒီဂျပန်ဒီနေပြောတဲ့စီတဲစီတဲလစ်ကွစ်ပေါ့နော်စီတဲလစ်ကွစ်ကအာသူကခုနလေးပြောခဲ့တယ်ဒိုင်းဆိုဒီယမ်ဟိုက်ဒရိုဂျင်စစ်ထရိတ်ပါတာပေါ့နော်အာပြန်ပြီးတော့ပြောရလို့ရှိရင်အသေးစိတ်ပြီးတော့ပြန်ပြောရလို့ရှိရင်သူထဲမှာပါတာကအာဒိုင်းဆိုဒီယမ်ဟိုက်ဒရိုဂျင်စစ်ထရိတ်ပါတဲ့အတွက်ကြောင့်မလို့စီလန်ချောင်းပိုးဝင်တဲ့အာမျိုးတွေမှာတုံလို့ရတယ်နောက်တစ်ခွက်ကျတော့စီးသွားလို့ရှိရင်စီးသွားရခက်တာနောက်ပြီးတော့အာစီးသွားရင်နာတာပေါ့နော် เออနောက်ပြီးတော့เออကြောက်ရှိနေသူပါလဲเนาะအဲ့ဒါတတိထားရမှာစီးသွားရခက်တာမျိုးတွေရှိတယ်နောက်ပြီးတော့ကြတော့စီးသွားရင်အောင်တာကျင်တာပေါ့เนาะဒါမျိုးတွေဖြစ်တတ်တယ်ဒါမျိုးတွေမှာဆိုလို့ရှိရင်လေเออဒီစီတေကိုပေးလေရှိတယ်ပေါ့နော်အဲသူကဘယ်လိုလုပ်ပြရလဲဆိုတော့ကြာတော့ဒီကျမတို့ပေါ့နော်အာ ဒီစီးဆိုတာကဘယ်ကနေဖြစ်လာလဲဆိုတော့သွေးကနေဖြစ်လာတာပေါ့နော်ဒီသွေးကနေပြီးတော့ဟိုစီးထဲမှာအဓိကတော့ acidus တွေများတာပေါ့နော် uric acid တွေများတာအဲ့ဒီ uric acid တွေ acid တက်များနေတာကိုသူကနေပြီးတော့လျှော့ချပေးတာပေါ့နော်အဲ့လိုမျိုးအလုပ်လုပ်ပေးတာဒါကြောင့်မလို့လေသူ့ကို urinary alkalizer လို့ခေါ်တာပေါ့နော်ဒါဆိုရင် ရှင်းမယ်ထင်ပါတယ်စီးတဲကဘယ်ဒီမှာသုံးလို့ရလဲ စီလံကြောင်းပေါ်ဝင်တဲ့ခါမှာသုံးနေရောက်ပြီးတော့စီးသွားရခက်တဲ့သူတွေစီးသွားရနာတဲ့သူတွေကြောက်စီးကြောက်တယ်လို့ပဲဖြစ်ဖြစ်စီးလံကြောင်းမှာကြောက်အမှုံမွားလေးတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်အဲဒါမျိုးတွေကြောင့်မလို့အာဒီဖြစ်တဲ့သူတွေနာတဲ့သူတွေစီးသွားခက်တဲ့သူတွေမှာစီးတဲကိုပေးလို့ရှိတယ် သူ့ရဲ့ mechanism ဆိုအရှင်ပေါ့နော်သူ့ရဲ့အရှင်ကဘယ်လိုလဲဆိုတော့ကြတော့ဒီ disodium hydrogen citrate ပေါ့နော်ဒီစီတဲတွေမှာပါတဲ့အရာရှိမှလည်းပြောသွားတယ်အဲသူကအာ metabolize လုပ်လိုက်တယ်ဘယ်လိုမျိုး metabolize လုပ်လိုက်လဲဆိုတော့ dicarbonate dicarbonate အဖြစ်သူက metabolize လုပ်လိုက်တာပေါ့နော်အဲ bi sorry dicarbonate ပေါ့ bicarbonate ပေါ့နော်အဲ့ဒီ bicarbonate ion တွေကအာသူက အာဒီယူရီနဲမှာသူကများသွားတယ်များသွားတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကြတော့ဒီယူရီရဲ့ pH ကပြောင်းသွားတာပေါ့နော်ခုနကအာစီလန်းချောင်းပိုးဝင်တာစီကြောက်တေတာဒါမျိုးတွေဆိုလို့ရှိရင်အဲသူကစီထဲမှာ acidus များနေတာပေါ့နော်ဒီ acid များနေတဲ့ acidus ကိုရှော့ချပေးဖို့ရအတွက်အဲဒီ disodium hydrogen citrate ကအာသူကဘာဖြစ်တော့ bicarbon ion အနေနဲ့ဒီယူရီနဲမှာသူက အာထွက်လာတယ်ပေါ့နော်ယူရီနဲ့မှာထွက်လာတယ်အဲ့လိုထွက်လာခြင်းအပြင် pH ကမြင့်သွားတယ် pH တွေပြောင်းလဲသွားတယ် pH တွေမြင့်သွားခြင်းအပြင် acid ပမာဏကလျော့ကျသွားတယ်ကျမတို့ငငယ်ကအာကြာဘူးကြာမှာပေါ့နော် acid ကိုအာကျမတို့ခြေဖြတ်ခြင်းဘာလို့ ਆ လဲ alkaline နဲ့ပေါင်းပေးရတယ်ပေါ့နော်ဒီသဘောတရားပါပဲအဲအဲ့လိုမျိုး ပြုတ်လုတ်ခြင်းအပြင်အဲဒီယူရီနေမှာဒီစီလန်းချောင်းနေမှာပေါ့နော်ယူရီအက်ဆစ်ဒီအက်ဆစ်ဒက်များနေရာတွေကလျော့ကျသွားတယ်အဲ့လိုမျိုးဖြစ်အောင်ဒီစီတဲကအကူအညီပေးတာပေါ့နော်ဒါသူ့ရဲ့လှုပ်ဆောင်ချက်လေးပါအဲတချို့ကမေးကြတယ်စီလန်းချောင်းပိုးဝင်ရင်တောက်တယ်စီးသွားလို့ကျင်းနေတာလေဆိုတောက်တယ်အဲအဲ့မှာတော်တော်များများကပေါ့နော်စီလန်းချောင်းပိုးဝင်နေစီးကျင်နေစီးအောင်နေဆိုရင်ဘာတွေတောက်ကြလဲဆိုတော့ပိုတက်စီတွေတောက်ကြတယ် အဲအဲ့မှာဒီစီတဲကိုလည်းပုတ်သက်ဆေးလားဆိုပြီးတော့တချို့ကမှားကြတယ်ပေါ့နော်စီတဲကအန်တီဘိုတစ်ပုတ်သက်ဆေးလုံးဝမဟုတ်ပါဘူးသူကခုနပြောသလိုယူရင်းကိုအကလိုက်ပြောင်းလုပ်ပြီးတော့အရာပေါ့နော်ယူရင်းအကလိုက်စားတစ်ခုဖြစ်တယ်ယူရင်းရဲ့ဒီ C ရဲ့ pH ကိုမြင့်အောင်လုပ်ပြရပေါ့နော် acidic ကို acid ပမာဏကို acid ကိုရော့ကြအောင်လုပ်ပြီးတော့အရာလို့ခေါ်ပါတယ် တို့ဘယ်ဒီမှာတုံးလဲကျမတို့ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်အဲခောက်မှာလည်းတုံးတယ်ပေါ့နော်ကျမခုနကခောက်ပြောမလို့ဟာကိုခြံသွားတယ်ပေါ့နော်ကျမတို့စီတဲအရေးကိုခောက်သမားတွေမှာလည်းပေးတယ်အဲဒီခောက်သမားတွေမှာကျတော့ဘာလို့လဲဆိုတော့ကျတော့သူကယူရစ်ပမာဏပေါ့နော်ယူရစ်အက်ဆစ်မြင့်တက်တာလေသူကယူရစ်အက်ဆစ်တွေမြင့်တက်ပြီးတော့ကျတော့အော်ဒီခောက်ကပေါ့နော်အဲ ခေါက်ယောဂါကသူကပို့ပြီးတော့ဖြစ်လာတာပေါ့နော်ခေါက်ဆိုတာကဒီအဲအယိုးအစစ်အမြစ်ဟိုပါ sorry အမြစ်တောင်စစ်ကုန်ပြီအဲအယိုးအစစ်တွေနေရာမှာအာယူရစ်အစစ်တွေအများပြီးတော့စုပြုံပြီးတော့ခရစ်စတယ်လေးတွေဖြစ်လာတာအဲ့ဒါကိုခေါက်ဖြစ်တယ်လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးသူတွေမှာဆိုလို့ရှိရင်လေစီတဲ့အရင်ကိုပေးတယ်နောက်တစ်ခုကကြတော့ kidney stone စီဟိုပါ sorry ကြောက်ကက်ကြောက်တေတွေသူတွေမှာလဲသူ့ကိုပေးတယ် urinary tract infection စီလံကြောင်ပိုးဝင်နေသူတွေမှာလဲပေးတယ်နောက်တစ်ခါကျတော့ kidney disease ကြောင့်မလို့ metabolic disorder အဲလုံဆောင်ချက်တွေပုံမမှန်ဖြစ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လဲစီတဲ့အရေးကိုပေးပါတယ်တဲ့ ူမှာ contra indication ရှိတယ်စိတ်ထဲမှာလည်းပေါ့เนาะဒါဟာကျမတို့စေးတိုင်းစေးတိုင်းမှာတော့ contra indication ရှိတယ်ကျမတို့တွဲပြီးတော့မတုံရတဲ့ဟာတွေသတိထားတဲ့ဟာတွေဒါမျိုးတွေရှိတယ်အဲတကယ်လို့ကိုကဒီ citric acid နဲ့ပေါ့เนาะအ allergic ရှိတဲ့သူမျိုးဒါမှမဟုတ်ရင်စိတ်ထဲကြီးထဲမှာပါတဲ့အဲဒီ disodium hydrogen citrate နဲ့မတည့်တဲ့သူမျိုးဆိုလို့ရှင်တော့သုံးလို့မရဘူးနောက်တစ်ခုကကိုမှာကြက်ကယောဂရှိနေဆိုလို့ရှင်ကိုယ်တော်ဘောနဲ့ကိုလုံးဝသုံးလို့မရဘူးအဲနောက်ပြီးတော့ ကိုယ့်ရဲ့ကိုကိုကပေါ့နော်ဆိုဒီယမ်တို့ပိုတက်ဆီယမ်တို့လေဗယ်တို့မြင့်တက်နေတဲ့သူဆိုလို့ရှိရင်လည်းသုံးလို့မရဘူးအာသွေးပောင်သွေးတိုးပေါ့နော်အရင်မြင့်တက်နေတဲ့သူမျိုးဆိုလို့ရှိရင်လည်းသုံးလို့မရဘူးနှလုံးခုန်မမှန်တဲ့သူနှလုံးအာဟက်ဖီလူပါပေါ့နော်နှလုံးမကောင်းတဲ့သူမျိုးပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်လည်းစီတဲကိုကိုတော်နဲ့ကိုသုံးလို့မရဘူးနောက်တစ်ခုကကြတော့ကိုရဲ့ကယ်ဆီယမ်လေဗယ်ကလည်းအရင်လိုဖြစ်နေတယ်ကယ်ဆီယမ်လေဗယ်ရောကြနေတဲ့သူဆိုတော့သုံးလို့မရဘူး လန်းတစီရှိတဲ့သူဒီအစုပ်ယောဂရှိရသူဆိုလို့ရှိရင်လည်းသူ့ကိုစီတဲကိုတုံလို့မရဘူးစီချိုရှိရသူလည်းတုံလို့မရဘူးနောက်တစ်ခုက adrenal disease ဆိုတာက adrenal gland disorder ပေါ့နော်ဒီ adrenal glands မှာအာဖြစ်တဲ့ယောဂပေါ့နော်အဲ့ဒါရှိရသူဆိုလို့ရှိရင်လည်းစီတဲရေကိုတုံလို့မရဘူး ဘောနော်သူရဲ့ side effect တွေကစိတ်ဒါစိတ်တဲမှာ side effect ရှိရမှာမဟုတ်နော်ကျွန်မစေးချောင်းပြောပြီဆိုရင်ဒီကိစ္စကိုအများရန်ထည့်တဲ့ပြီးတော့ပြောပါတယ် side effect ကဒီအခုရေးထားတဲ့ side effect ၅မျိုးရေးထားတယ်အဲ့ဒီစိတ်တဲတောက်လိုက်လို့ဒီ၅မျိုးလုံးဖြစ်သွားမှာလားဆိုတော့လည်းမဟုတ်ဘူးအာဒါကဖြစ်တတ်တဲ့ side effect လေးတွေကိုကျွန်မတို့သိပ္ပံနေကြရှာဖွေဖို့ထုတ်ပြီးတော့အဲဒါ ဖော်ပြထားတာပေါ့နော်လူတဦးထဲမှာအကုန်ဖြစ်မယ်လို့ပြောရမှာမဟုတ်ဘူးအာဖြစ်တတ်တာတွေပေါ့နော်တမျိုးတွေပဲဖြစ်တာမျိုးရှိတယ်ဘာမှမဖြစ်တဲ့သူလည်းဖြစ်တယ်အဲဒါဒါတွေမဟုတ်ဘဲနဲ့နောက်ထပ်မတူတဲ့ဟာဖြစ်တာမျိုးလည်းရှိတတ်တယ်ပေါ့နော်အဓိကအဖြစ်များတွေကတော့ stomach pain ၊ပိုင်နာတတ်တွေ၊ menstrual တွေ၊ menstrual ဝင်လျှောတွေအောက်ဆုံးမှာပေါ့နော်အန်တွေ၊မူးတွေအားအေးမရှိဘူးပေါ့နော်ဒါမျိုးကြီးဖြစ်တတ်တယ်အဲနောက်တစ်ခုကကြတော့ဒီမေးထားတာပေါ့နော်အာဒီစီတဲတောက်လိုက်တယ်ဆိုလို့ရှိရင် urine infection ကပြန်ပြီးတော့ကောက်သွားမှလာ ားဆိုရင် yes လို့ဖြစ်ပါတယ်တဲ့အဲစီတဲအရေက urine infection မှာတုံလို့ရတယ်သူကဒီ urine ထဲမှာပါတယ်ပေါ့နော် acid ပမာဏကိုသူကရှော့ချပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ urine infection မှာလည်းသူကအာ urine infection ကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုလည်းသက်သာစေနိုင်တယ်ပေါ့နော်အဲဒီမှာ critical တွေပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ပြောချင်တာကစီတဲရေကိုတောက်မယ်ဆိုလို့ရှိရင်အစာစားပြီးချိန်မှာတောက်တာကတော့တဲ့ဒီ Stormas Discord for ဖြစ်တာပေါ့နော်။ One Pie မဲ့အီးမဲ့တာဖြစ်တာကိုရောကြစေနိုင်ပါတယ်တဲ့။နောက်တစ်ခုကကြတော့သူ့ကိုတောက်မယ်ဆိုလို့ရှိရင် receipt ဟိုပေါ့နော်။တောက်မယ်ဆိုလို့ရှိရင် drink plenty of water during the days to have flush out kidney stone and uric acid တဲ့အဲဒီ kidney stone နဲ့ uric acid တွေရောကြဖို့အတွက်ဆိုလို့ရှိရင်အဲသူ့တောက်တယ်ဆိုရင်အာရေများများတောက်ပေးရမယ်ပေါ့နော်ရေများများတောက်ပေးရမယ်အဲနောက်တစ်ခွက်ကြတော့အာ dose ကိုအတိအကျတောက်ဖို့ရအတွက် mercury cut တွေ spoon တွေ zone တွေဟိုအနေနဲ့လိုမျိုးမျိုးတောက်တာမျိုးတွေ့ကြရ zone နဲ့တောက်တာမျိုးလုပ်လို့မရဘူးဆေးဟောင်းဝင်က ညွှန်ကြားထားရင်ဆက်ပြီးတော့တောင်းပါမယ်။ဆရာဝန်ကိုမပြောမင်းနဲ့ကိုယ့်ကိုရက်လို့မရဘူးပေါ့နော်။နောက်တစ်ခုကကိုယ်မှာကင်ဒီယောဂရှိတယ်၊နှလုံးယောဂရှိတယ်၊အဆုပ်ပေါ့နော်။ program ရှိတယ်ဆိုလို့ရှိရင်ကိုယ်တော်နဲ့ကိုတောက်လို့မရဘူးဆရာဝန်ကိုလည်းအဲ့ဒါကြီးရှိချောင်းကိုလည်းပြောရမယ်နောက်တစ်ခုကဆရာဝန်မရက်ခိုင်းရင်လည်းကိုယ်တော်နဲ့ကိုရက်လို့မရဘူးတဲ့ เนาะဒီနောက်ပြီးတော့ဒီလိုမျိုး body လေးတွေဆိုလို့ရှိရင်တတိထားရမယ်အဲအင်းမြ6တွေးတော့နေရာမှာထားပေးရမယ်တောက်ပြီးရဲ့အဖုံးကိုတေချာပိတ်ပေးရမယ်ပေါ့เนาะအဲနောက်ပြီးတော့ကျတော့အော်ကိုက ရောင်လာတွေမာဆယ်တွေကအရန် weak ဖြစ်လာတယ်မာဆယ်တွေပြောတွဲပြောပေါ့เนาะအမလုံချင်မကိုင်းငင်မျိုးတွေဖြစ်လာတယ်နှလုံးခုန်တွေမမှန်တာတွေဖြစ်လာတယ်ဆိုလို့ရှိရင်เนาะဆရာဝင်နဲ့တေချာပြသပါမယ်တဲ့ကဲဒါတော့ဆိုလို့ရှိရင်စေပညာအာလေ့လာနေတဲ့သူ ူတွေဆေးဒီ medical fee ရသူတွေအတွက်ပေါ့နော်ကျမရဲ့ဒီ C တဲအရင်နဲ့ပတ်သက်ပြီးတော့အာဖက်ပြသွားတာလေးပေါ့နော် sharing လုပ်သွားတာလေးကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ရှေ့ဆက်ပြီးတော့လည်းဆေးတွေအကြောင်းကိုအာဆက်ပြီးတော့ပြောပြေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အာစောင့်ကြည့်ပေးဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်